ားလုံးပဲမင်္ဂလာပါများကောင်းစက်တင်ထလာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်လျက်တော့ဇဘောင်းအေယူခင်ရတဲ့နောက်ွယ်ကအချောင်းတွေကိုပြောလာတဲ့မောင်ယာစာရဲ့ရုပ်သံမျိုးတို့ဖိုင်လျက်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဘယ်မှာမယောစာကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက် ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တင်ထလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒီကနေ့မှကျွန်တော်အကြောင်းအရာလေးနှစ်ခုပေါ့နော်အဆူနေကြည့်မယ်ပထမဆုံးအကြောင်းအရာကတော့လူပြောအရမ်းများနေတယ်မနေ့ကကျွန်တော်၂ရက်နေ့ကယုံနေမှာဖြစ်သွားတဲ့ကျွန်တော်တို့ကအမျိုးသားရေးဤတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့နော်ကုစားဘုန်းဟင်းအဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များကပြောကြတယ်ဆက်ပြီးတော့သူဒီလိုအဖမ်းမခံရခင်ပေါ့နော်ဤတက်မတော်ကြီးကြီးတွေနဲ့ဒီနိုင်ငံတော်အကြီးကြီးတွေနောက်ကကျွန်တော်ဤတက်မတော်စစ်တိုင်းမှုတွေကိုသူဆဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူတွေကကျွန်တော်ကိုပြောကြတယ် လွယ်စားကြီးတဲ့သူ့အရင်မြူလာတဲ့ကျွန်တော်အဲ့ဒီမိကုန်းဘယ်တော့မှမဖြေခဲ့ပါဘူးပြောလည်းမပြောလည်းအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တခုတော့ပြောပါဦးနဲ့အဲ့လိုလုပ်လို့ရသလားဝိုင်းမိချက်တွေအများကြီးပါဒါပေမဲ့ကျွန်တော်ဘာမှမပြောဘူးဒါပေမဲ့ဒီကနေ့တော့ပြောချင်တယ်ဘာကြောင့်ပြောချင်လဲရမှုကရဆမ်းနာတွေပုံမှာဒီအကြောင်းရပဲတက်တယ်ဆိုတော့မြမတက်မလို့ထောက်ခံတဲ့သူတွေကလည်းတက်မလို့ထောက်ခံသူတက်မလို့ဘက်ကယက်တီနေပါလျက်နဲ့ဘာကြောင့်ဖမ်းရတာလဲဆိုပြီးတော့ဖမ်းဆီးတဲ့ပုံကိုယ်တွေအပေါ်မချိမနဲ့ပြောလာကြတယ်အဲ့တော့တစ်ဖက်ကတစ်ဖက်အဖွဲ့ကြီးကပုံကိုယ်တွေကြတော့လဲမင်းတို့တွေဒီလောက်တော့ အထောက်ခံနေတာတက်မလို့ရထောက်ခံနေတာတွေ့တယ်မလားမင်းတို့ဖမ်းတာပဲအချိန်တန်တော့လဲဆိုတာတို့ကဒါကိုထောက်ပြပြီးတက်မလို့ဟိုပြောမယ်ဆိုထောက်ခံတဲ့သူရက်တီမဲ့လူမရှိအောင်ဖမ်းကြရတယ်ဆိုတော့ကျွန်တော်အဲ့ဒီအပေါ်မှာဘာကိုထောက်ပြခြင်းလဲဆိုတော့ဥပဒေကိုပဲထောက်ပြခြင်းလားဒီနိုင်ငံမှာဥပဒေဆိုတာရှိတယ်အဲ့ဒီဥပဒေနဲ့အညီနေထိုင်ရင်ဘာပြဿနာမှမရှိဘူးအဲ့ဒီဥပဒေကိုဖောက်ပြကျူးလို့ရင်တော့ဥပဒေနဲ့အညီအပြစ်ပေးအရေးယူတာခံရမယ်တချို့တချို့သောပုံကိုယ်တွေကဥပဒေနဲ့အညီမဟုတ်ခင်းနဲ့အညီကလို့အရေးယူခံရတယ်လေအများကြီးပဲနော်ဟောရတာတို့ ခုချိန်ဒီ live လွှင့်နေတဲ့အချိန်မှာတခါပဲဆဲခဲ့ဘူးလေနော်2020ခုနှစ် February လတည်းမှာဆဲခဲ့ဘူးလေပမောခချုပ်ဆရာတော်ကြီးအကြောင်းကိုတစ်ဖက်ဖွဲ့စည်းရတင်ထားလို့အဲ့တခါတော့တော်တော်လေးကိုဆဲဘူးလေဒါရတာ live လွှင့်နေတဲ့တန်တန်းတစ်လျှောက်လုံးမှာပေါ့နော်ဒီ3နှစ်4နှစ်တာကာလအတွင်းမှာရတာတစ်ချိန်ဆဲခဲ့ဘူးလေဆိုတော့အဲ့တော့ဘယ်သူမှမဆဲဘူးထောက်ပြရင်လေအချက်နဲ့အလက်နဲ့ဖြစ်နိုင်တဲ့အကြောင်းအရာဖြစ်တဲ့အကြောင်းအရာထပ်ပဲဒါပေမဲ့တချို့တချို့သောအမှန်တရားတွေဟာတချို့တချို့သောလူတွေအတွက်အမှန်ကြီးဖြစ်စေတယ်ဟုတ်ပြီနော် အမှန်တရားတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကိုဘယ်သူမှလက်မခံဘူးမပြောခဲ့နေတာပို့ကောင်းမစကားစကားပြောပါများစကားတွေကဇာတိပြကြမ်းကြွေနှုတ်လို့ရတယ်စကားကြွေနှုတ်လို့မရဘူးဆိုတာတာကရာသာကိုတိုင်အဲ့ဒီတာတာကကိုခံခဲ့ရဘူးလေရာသာထောက်ပြလိုက်တယ်နောက်တစ်မိနစ်ရာသာလာဖမ်းခံရတယ်အဖမ်းမခံရခင်နိုင်ဝက်အလိုမှာကိုရာသာကိုတိုင်လိုက်ပြန်ပြီးပြောလိုက်တာပဲကျွန်တော်ပါတော့မှာပြောပြီးအဲ့နေပဲလိုက်လွင်ပြီးစနစ်တော်မကြောက်လာခေါ်တာပဲအကြောင်းအရာကမြန်မာနိုင်ငံရဲ့တပ်ဖွဲ့အစစ်အစစ်သောပုံစံတွေကိုကြက်မှတ်ဖို့ကျွန်တော်တို့တက်ကလာတဲ့လူတွေဖြစ်တဲ့အတွက် စစ်သားပြည်သူဥပဒေခက်ချမ်းချမ်းနေပေးလိုက်ဥပမာခက်ချမ်းချမ်းနေပေးလိုက်မြည်အဲ့ဒီဥပမာကြောင့်အရင်ပြည်ထဲဝင်ကြီးပြုတ်ဥဆုတ်ထွတ်နော်သူဟိုကနေတော်တော်ဖန်ခံရရတယ်အဲ့တော့သူတို့ဘက်ကလုံးတဲ့လူကကိုကိုတိုင်းနဲ့ဝင်ကြီးပေးဆက်ရတယ်ညာဘာမှမဟုတ်တာမလို့ပြောရတာပြောတဲ့အမှန်တရားတစ်ခုရတာပြောခဲ့တယ်ဒါပေမဲ့အဲ့အမှန်တရားသူ့အတွက်နားလည်းပြောရတာကိုဖန်ခိုင်းတယ်ညာအထဲမှာရှိနေတဲ့အချိန်သူထောင်ကနေကြတယ်တယောက်မှုတဲ့တမန်တယောက်တယ်ကောင်းတာလို့ရင်ကောင်းတဲ့အကျိုးခံစားရတယ်ကျွန်တော်လုံးလိုက်တယ်သူထောင်ကြတယ်အဲ့လိုပဲပြင်မြို့မှာတက်မလို့တော့လုံးလုံးပေးနေတဲ့ ရိုင်းမှုနှစ်ယောက်ရှိတယ်။စကားလေးတစ်ခုမှားသွားတယ်။နှစ်ယောက်စလုံးတုံ့နှိပ်ကြလာတယ်။သူတို့ကိုထောင်ချလိုက်တဲ့ပုံကူလည်းခုထောင်နေမှာပဲ။သူတို့ပြောချင်တာကတန်တရာတစ်ပတ်အမြဲတမ်းလဲတယ်။သူများပုံမှာစိတ်ယုံမှမွေးတဲ့လူမဟုတ်တာလုပ်တဲ့လူမကောင်းတာလုပ်တဲ့လူအဲ့ဒီဒီကိုခိုင်းမှာဒါကျွန်တော်တို့ဘုရားမသားကြီးလမ်းစေ။လူတယောက်ကိုနားဝင်အောင်ပြောလို့ရတယ်။ဆဲဆိုပြီးပြောလို့မရဘူး။နော်ကျွန်တော်တို့ဆရာတော်ဖျားကြီးဟောတဲ့တရားတွေမှာပါတယ်မို့လား။ကိုယ်ဘယ်လောက်ဆဲဆဲကိုယ်ပြန်မဆဲရင်သူ့ကိုယ်သူပြန်ဆဲတယ်လို့ပဲ။ဒါပဲယူရှင်လေး။အဲ့တော့ကျွန်တော်တို့လူမျိုးတွေက ဟိုနိုင်ငံကြီးလုပ်တဲ့နေရာမှာနိုင်ငံကြီးလူရှင်တော်တွေများတယ်အမျိုးသားကြီးလို့ဗန်းပြပြီးအမျိုးသားကြီးလူရှင်တော်တွေအများကြီးပဲဘာကြောင့်ကျွန်တော်လူရှင်တော်လို့ပြောရတာလဲလူဘိန်းတွေကြိုက်အောင်လူဘောတွေကြိုက်အောင်ပညာမတတ်တဲ့အုံနောက်မရှိတဲ့လက်လက်ဘိန်းတုံးတွေကြိုက်အောင်စကားပြောတဲ့လူကိုလူတွေကလက်ခုပ်တီးကြတယ်ဥမာဒီကကိုယ့်ရန်သူရဲ့ရန်သူကရန်သူလို့ကိုယ့်ရန်သူရဲ့ရန်သူကမိတ်ဆွေလို့တတ်မှတ်ထားတယ်ကျွန်တော်တို့ကရန်သူလို့တတ်မှတ်ထားတဲ့လူအဲ့ဒီကျွန်တော်တို့တတ်မှတ်ထားတဲ့ရန်သူကရန်သူလို့ပြန်ပြီးတတ်မှတ်တဲ့လူကကျွန်တော်တို့ကမိတ်ဆွေလားနော်ဒီဝါရကိုကျွန်တော်တို့လက်ကြိုက်ထားတာဒါအမှန်တရားပဲကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးကိုယ့်ရန်သူလည်းမိတ်ဆွေကိုယ့်မိတ်ဆွေလည်းမိတ်ဆွေ ကျွန်တော်မှရန်သူမရှိအောင်လေတော့သူမုံညင်မုံမုံညင်ကျွန်တော်ဘူးမမုံတော့ပြောရလေကျွန်တော်ချစ်တယ်ပီဒီအထက်မှာညင်ငယ်တွေလည်းကျွန်တော်ချစ်တယ်ဘာကြောင့်လဲကျွန်တော်နိုင်ငံသားတွေပဲခုချိန်မှာမိဆန္ဒဘာရှိလဲလို့မေးရင်ညီမနိုင်ငံအေးချမ်းရှိတယ်တော်တယ်မှာရှိနေတဲ့လူရောမြို့မှာတောင်ထက်ဆောင်နေတယ်အားလုံးကိုတောင်ကိုလို့ပြီးကိုကလည်းကိုညီမြဖြစ်စီတယ်အဲ့လိုဖြစ်ဖို့အတွက်ခေါင်းဆောင်ကောင်းတို့လူတာပေါ့ဗျာနော်ဟောတီဗီတို့သတင်းစာတို့လူမှုကွန်ရက်ဆမ်မနာတွေပေါ်မှာစကလုံးသက်လာလေးတွေရွတ်ပြနေုံနဲ့အဲ့ဒီကပြောင်းလဲသွားမှာမဟုတ်ဘူးအဲ့ဒီပြောလိုက်တဲ့စကလုံးတွေအတိုင်းဖြစ်အောင်လိုက်လုံနိုင်တဲ့အရေးရှိရှိဖို့ လို့တယ်အဲ့ဒီလိုဖြစ်အောင်လိုက်လုပ်တလားဆိုတာကိုကြက်မှတ်ကုတ်ကဲနိုင်တဲ့အရေးအချင်းလို့တယ်ဒါမှတမ်းကြီးအရေးမှာလေအဲ့တော့ပြောတာတော့စကလုံးလာလေးပြောတာအဲ့စကလုံးနေအတိုင်းတစ်ခုမှမလုပ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ကပြင်းရှင်းပြောရင်ဟာသာတမှုကြီးနေတယ်ဆိုရီးလိုက်တယ်ပြင်ပြီးသွားရတာပဲရီးတော့သူတက်ချင်ပြောဆိုတော့ပြောချင်တာကနိုင်ငံကြီးလူရှင်တော့လူများကြိုက်တယ်လူတွေပါကြိုက်တယ်ဥမာပေါ့ဒီတက်မလို့ယူလူတွေမုန်းကြတယ်အဲ့တက်မလို့ယူမကောင်းကြောင်းတွေပြောတယ်လူတက်မလို့ယူဆဲတယ်လူတက်မလို့မုန်းတဲ့လူတွေအဲ့လူပြောရင်တားသဘောကျဘာလဲလူရှင်တော့လေအကျိုးကြောင့်အကောင်းဆုံးသူမပြောတတ်ဘူး ဒီလူတွေဘာမကြိုက်ဘူးလဲမကြိုက်တဲ့အရာကိုပြောတယ်သူတို့မကြိုက်တဲ့အရာကိုပြောပြလိုက်ပြီအဲ့တော့သူတို့သဘောတည်းကြသူတို့မကြိုက်တဲ့လူသူတို့မုန်းနေတဲ့လူအပြစ်တွေပြောတယ်ဆဲဆိုနေတယ်အဲ့တော့ပြောကြဒီလိုပဲတောက်မတော်ကမှလည်းပီတီအက်တွေကိုမုန်းနေပီတီအက်တွေကိုဆဲဆိုအော်ဟစ်နေတယ်လူတောက်မတော်ကန်သူတွေကအဖေ့ကြတာဒါသဘောပါပဲလူရှင်တော်ကြီးများလာတယ်ဒါပေမဲ့လူရှင်တော်ဆိုတာလူပြက်စကားပြောတာကောင်းတဲ့စကားမဆိုဘူးအချုံးမဲ့တဲ့အချင်းကြီးစကားတွေပြောတာသူပြောတယ်ကိုပြောလိုက်တဲ့စကားတခုစကားတခါပြောပါမယ်စကားတွေကစားပြီးပြကိုပြောလိုက်တဲ့စကားတခုဘာလို့ဒီအချိုးရှိလဲဥမာလူပြက်ကိုပေါ့နော်ကိုစုံကိုင်းကိစ္စပြောမယ်ဆိုရင်သူ့ နောက်ပြန်တဲ့စစ်ဌာနချုပ်တိုင်းမှုကိုယ်တိုင်ကသူ့ကိုခေါ်ပြီးတော့မုံရမျိုးရဲ့အခြေအနေကိုထပ်ပြန်ဒါပေမဲ့သူတို့သွားတယ်တိုက်စစ်ဌာနချုပ်တွေမှာအရက်တောက်တန်တဲ့အခြေကုန်နေမုံရမျိုးပေါ်ရှုခင်းနေမုံရမပြည်သူတွေအေးချမ်းချမ်းနေတာတွေသူချင်းမပြောင်းဟောချင်းနေမြေမှာအနေအများဆုံးနေရာကိုသွားတဲ့လူတွေကျွန်တော်တို့မြင်ရတာရင်းနဲ့ကန်းဆက်ပဲမြင်ရတယ်ပြည့်ရက်ရှိတယ်မရှိဘူးကျွန်တော်တို့မြင်ရတာမဟုတ်ဘူးတို့ကျွန်တော်ပို့ရင်းလေးပြောပြတာနော်အဲ့တော့ကျွန်တော်တို့ရိုက်ကွေးလုပ်တယ်ဒီမျိုးတို့လိုသိမ့်ခံရတယ်ဆိုအဲ့ဒီမျိုးကိုကျွန်တော်တို့ရိုက်ပြတယ်မျိုးထဲမှာရှိတဲ့ဥစ္စာကောလာဟလာဖြစ်တဲ့တကယ်သိမ့်နေပြီတော့သွားရိုက်လို့မရဘူးပေါ့အဲ့တော့ပြောသမှာပေါ့ဟုတ်တော့တကယ်သိမ့်ရင်တော့သိမ့်နေဒါလက်ခံပါပဲတကယ်သိမ့်နေသိမ့်နေလို့ပြောထားပြီးတော့ အသိမခံရတဲ့မျိုးတွေကကျွန်တော်တို့ရိုက်ပြတယ်။ဒါရိုးရှင်းလဲအရင်ကရသက်ကိုစိတ်နဲ့ကိုစားတယ်ဘာလို့မျိုးမှာဘာဆောက်ဆောင်မှာကိုယ့်ကိုယ်သွားရိုက်တယ်။ဆိုတော့အဲ့လောက်အထီးအကြီးကဲတွေနဲ့အကြီးကဲတွေရောက်တောင်ဖိတ်ခေါ်ပြီးတော့လောက်ရတဲ့လူတယောက်အေးစိတ်ပြောလို့ရဘာကြီးဒါလေးတော့ဒီလိုဖြစ်နေ။ဒါဘုရုခင်ဗျာဒါကတော့ဒီလိုဖြစ်နေ။နှုတ်နယ်ပြောမလားစာနဲ့တင်ပြမလားဒါသွားပါတယ်။ဒါပေမဲ့ public ကြီးကနေချပြီးတော့အဲ့လိုစိတ်ရင်ကျွန်တော်တို့လည်းပြန်ပြောကြမှာပဲ။နော်ဒါကျွန်တော်တို့အဲ့တုန်းကမေးခဲ့တဲ့လူတွေကမေးကုန်အခုချိန်မှကျွန်တော်ဖြေတာပါ။အဲ့ဒီလိုသားဆဲလို့ရတယ်အေးမယူဘူးဆိုရင် ျွန်တော်တို့လက်ဆဲမှာပေါ့တခြားလူတွေလက်ဆဲမှာပဲဒီတော့ဥပဒေဆိုတာအလကားထားတာမဟုတ်ဘူးနိုင်ငံတကာရဲ့အုပ်ချုပ်သူနိုင်ငံတကာရဲ့ခေါင်းဆောင်အဲ့ဒီပုံကိုပုတ်ခိုင်းစော်ခိုင်းအရေးယူပါမှာအတူအရေးပြူဆိုတခြားလူလည်းအရေးယူလို့ရမှာမဟုတ်ဘူးသူလောက်တာတရားဝင်နေဆိုရင်ကျွန်တော်တို့လည်းလုံးမှာပဲပြီးရင်ကျွန်တော်တို့လည်းခံဝင်နေကျွန်တော်တောင်းမှာမနေနောက်မလုပ်တော့ပါဘူးဆိုလက်မထူကျွန်တော်တို့လည်းပြတ်ထွက်လာမှာပေါ့ငါတို့လည်းခံခဲ့ရတယ်ပဲကိုမျိုးဝင်လည်းခံခဲ့ရတာပဲနော်အွန်လိုင်းမှာလည်းကျွန်တော်တို့ရဲ့တက်မလို့ထောက်ခံသူတို့ရှင်းပြရရင် ပြည်မြို့ထဲမှာရှိတဲ့လုံခြုံရေးကိုဆက်ဆက်တယ်မှာလောက်ခဲ့ပုံကိုတယောက်အွန်လိုင်းမြို့မှာအရေးယူခံတယ်အခုသူလဲထောင်းထဲမှာအွန်လိုင်းတစ်ဖက်ကမှရှိတဲ့တရက်ထောင်းထဲမှာတခုနဲ့ပြောလိုက်တာသူကတော့ရိုးရှင်းတယ်ဟာမင်းတို့ဒီလိုလုပ်လို့မရဘူးလေခွာတယ်အဲ့ဒါတရားမဝင်ဘူးတဲ့အဲ့စကားတခုနဲ့နဲ့ဘဲပုတ်ကိုလဲဘာကြောင့်ပြောရလဲကျွန်တော်မသိဘူးကျွန်တော်ငါတို့ကတော့မှတ်ချက်အကြီးရထားတာသူလည်းထင်ပါပဲဆိုတော့အဲ့လိုစကလုံးလေးတစ်လုံးမှားတာနဲ့အရေးယူလို့ရတယ်ဆဲဆိုနေအရေးယူလို့မရဘူးကျွန်တော်တို့ဝေဖန်နေမှာမဟုတ်တော့စကလုံးနေပြောနေမှာကျွန်တော်တို့လက်ဆဲတော့မှာအရင်နေယူဆိုရင်ပြောတာပေါ့ဒါဒီစကားကိုခုမှထုတ်ပြောတာအရင်တော့ကသာပြောခဲ့ရင်ကျွန်တော်ခင်ဗျားတို့ဝိုင်းပြောကြပါဦးမိမနာလို့လို့ပြောနေရဘူး အထီးမခံနိုင်မပြုံးဒါကြောင့်ဒီနေ့ဒီကိစ္စကိုပြောတာနောက်တစ်ခုက license မဲ့ motor ကြီးဖြန်းနေကိစ္စလေး license မဲ့ motor cycle ကြီးဖြန်းနေကျွန်တော်ရိုးရှင်းချင်းပဲပြောမယ်မြို့တိုင်းမြို့တိုင်းမှာအပေါင်းဆိုင်တွေရှိတယ်အဲ့ဒီအပေါင်းဆိုင်တွေကနေပြန်ရောင်းတယ်အပေါင်းဆိုင်တစ်ခုမှာ license မဲ့ motor ကြီး90ရာနေတရားတွင်းရှိတယ်တို့မှရှင်းလीနော် license မဲ့ motor ကြီးစီးတဲ့လူအများစုကရွာလူတွေတို့ကနားမလည်ဘူး license တက်တက်ကုန်နေတာတော့တို့ကကောင်းမှသိတဲ့လူတွေမဟုတ်ဘူးတချို့ဆို license ရှိတယ်ပြောတဲ့စကားကြီးအငုတ်တယ် license အငုတ်ရှိတယ်ပြန်တို့ကကောင်းမှမသိဘူးဟုတ်တော့တို့ရင်လည်းယုံသွားပြီးနားမလည်လို့တဲ့အလုရှုပ်လို့တဲ့အဲ့လိုလူတွေအများကြီးပဲဆိုတော့အဲ့လိုလုံးမဲ့အစား ခု license မဲ့မော်တော်ယာဉ်တွေရှိတယ်။တရားဝင် license ကြီးမျိုးချမပေးရင်အောက်ဈေးနဲ့ရောင်းလို့ရတဲ့ပုံစံမျိုး license တစ်ခုနော်ဥပမာ data license ပေါ့အခုအဲဟိုပေါ့နော်32 W လို့ BGO 32 W လို့ BGO 65 W လို့ဆိုတာထက်နောက်ကဘာမှမထည့်ပဲနဲ့ BGO မကူပေါ့အမ license license number ကသူများ၅လုံးဆိုရင်သူ့ကို၃လုံးတော့ပေါ့ရှေ့ကအက်ခေတစ်ခုတည်းပေါ့ A 1 2 3 4 B 1 2 3 4 ဒါဆိုရင်ဒီ cycle ဒီဩဒါဒီကောင်ကဒါ black ကြီးကို license ပြန်ဝင်ထားတဲ့ဓာတ်ကြီးဆောင်ထားတဲ့ license အောက်ဈေးနဲ့ရမယ် license ပေါ့နော်ဟိုကတော့တရားဝင်ဟိုနိုင်ငံတော်ကအခွန်ဆောင်ထားတဲ့ license ဈေးတုံးလေးတော့ကိုအားသွားမယ်ကားလည်းဒီလိုပဲပေါ့အခွန်ဆောင်လိုက်မယ်ဆိုရင်အများကြီးပဲတကယ်တော့ဖမ်းမယ်လို့သာပြောတာတောက်စီရောမဖမ်းနိုင်ပါဘူးအိမ်ထဲမှာတင်ထားမယ်ကားမျိုးအများကြီးပဲတချို့ဆိုလို့ချင်းအခု license နဲ့ကားတွေဖမ်းနေဆိုလို့ဖုန်းကြောင်းတွေကိုတတ်ထိုက်ထားတာမျိုးအများကြီးပဲဖုန်းကြောင်းတွေမှာကားတွေအများကြီးပဲဒါပေမဲ့သာသနာရေးကိစ္စသွားပြောရင်ပုံဟိုဗုဒ္ဓဘာသာနိုင်ငံမှာဗုဒ္ဓဘာသာတွေနဲ့ပြဿနာတက်မှာဥပဒေကဥပဒေဘာသာရေးကဘာသာရေးဒါပေမဲ့တချို့ကနားမလည်ဘူးခွန်ကြီးကဖမ်းလို့ရမလားကွာဆိုတာနဲ့ပြဿနာတက်နေဆိုတော့ဥပဒေမှာက ဘုန်းကြီးကတွေဖမ်းလို့မရဘူးတာသနာကြီးကတွေဖမ်းလို့မရဘူးဆိုကျွန်တော်လည်းတငန်းဝစ်ပြီးလက်ခိုက်စီတော့ပေါ့ရောက်လာအဲ့တော့အုပ်ချုပ်မှုတွေဘလက်ကစီတွေကျွန်တော်တို့လည်းရိုင်းမှုတို့ဘာလို့ဝင်ရွေးခံပြီးဘလက်ကစီမှာပေါ်ရလာဖမ်းရင်အယုတ်လက်အမြင်ကြီးကုန်ခါကျွန်တော်တို့လည်းစက်ကဲဘလက်စီခုဆိုရင် license ဘင်းအစုပ်ကလေးကိုကျွန်တော်မနေ့ပြန်ပြင်ရတော့ဘာလို့အဲ့ဘင်းက license ရှိတယ်ဒါပေမဲ့တရုတ်ဘင်းဖြစ်တယ်တော့မသိဘူးဘလက်ကယူရီယာဘင်းလေးကျွန်တော်လည်းစီတယ်အခုပြင်လိုက်တတိထားနေငါဘင်းနဲ့ဖမ်းဖမ်းရင်ကျွန်တော်မထွက်တော့ဘူးဖမ်းကိုလည်းဖမ်းခံရမှာလေ ကိုလည်းဒီနိုင်ငံလေးကနိုင်ငံသားတယောက်ဒီနိုင်ငံဥပဒေကိုလေးစားလိုက်နိုင်တယ်တယောက်ဖိုင်ကိုလည်းခံမှာကျွန်တော်ဘာဘာသွားပြောလို့မရဘူးသွားမင်းဘာလို့ဘာကောင်းဖြစ်နေပြနေမင်းလမ်းမဟုတ်ဘလက်ဆိုင်ကယ်စီးလိုက်ထားမှာပဲအဖခံရမှာပဲသူတို့ပြောချင်တာပြည်သူတွေအတွက်ဖြေရှုံးမှုတစ်ခုလုပ်ပေးရင်သိတော့မှာဒီအချိန်မှာတချို့ရွာတွေမှာလိုင်းကမ်းမထွက်ဘူးဆိုင်ကယ်လေးနဲ့ပဲဈေးသွားရတာတကယ်လို့သာဒီဆိုင်ကယ်ကြီးဘလက်တွေထွက်လို့မရဘူးဆိုရင်ဒီလူတွေမျိုးကိုဈေးဝယ်ဖို့အခက်အခဲရှိသွားလိမ့်ပြဿနာရှိလာလိမ့်အဲ့တော့ပြဿနာတွေရှိလာရင်အစိုးရအပေါ်မှာအကြီးညိုလျော့လာလိမ့်မယ်အမုန်းပြဖြစ်လာလိမ့်မယ် အောက်ခြေလူလူရဲ့အခက်ခဲကိုအကြီးကဲတွေအနေနဲ့ဖြေလျှော့ပေးပေးတယ်။အဲ့တော့ရွာမှာရှိတဲ့အာနိုင်ငံတော်အနေနဲ့ဆိုလို့ရှိရင်ခရိုင်မြို့နယ်အလိုက်ညွှန်ကြားချက်တွေထုတ်လိုက်ပေါ့နော်။အဲ့ရနယ်တစ်ရပ်ကွက်အုပ်ချုပ်မှုတွေညွှန်ကြားချက်တွေရွာထဲမှာလိုင်စင်မဲ့ဆိုင်ကဘယ်နှစ်ရှိလဲ။အမည်နာမည်ဆိုင်ကမျိုးစားတောက်လိုက်။ပြီးရင်ခုနကကျွန်တော်ပြောသလိုမျိုးဒေသလိုင်စင်လေးလုပ်ပေးလိုက်။ဥမာအဲ့ဒေသလိုင်စင်ကဘကိုးတိုင်းကိုချိုပြီးဘေးမှာသွားလို့မရဘူး။ဥမာပြေခရိုင်ပေးတယ်လိုက်ပြေခရိုင်ကနေချိုပြီးနတ်တလင်းခိုင်လို့ပါလို့တောက်ခွင့်မရှိဘူး။ဒေသသုံးပေါ့။ဒါမျိုးလေးလုပ်ပေးလိုက်ရင် မစင်ပြေလို့ဟိုကောင်ကမြန်မာတနိုင်ငံလုံးမောင်းနှင်ဝင်ရှိတယ်နော်ဒီ60နှစ်ဒီ W တို့ဘာတို့ကဒါကမြန်မာတနိုင်ငံလုံးမောင်းနှင်ရှိတဲ့ဆက်ကရန်ကုန်မြို့စီပင်တရာဧရိယာမှာအပအခုကျွန်တော်ပြောတဲ့ဥစ္စာလေးတွေက license ဒီ black bin တွေကို license ကြီးချမပေးခြင်းတော့ data သုံး license လေးတော့ချပေးသေးတယ်နော်ဒါမှသူတို့မြို့တွေသွားမယ်ဈေးတွေသွားမယ်ဟိုမှာကျွန်တော်တို့ဆိုတာအခု brown မှာမနေတယ် brown မှာနေရဆိုတချို့ဈေးတွေကပြေမာသွားဝယ်ရလား brown မြို့နယ်ရဲ့ပြည်မှာပြည်မြို့နယ်အဲ့တော့ရွှေတောင်ကလည်းပြည်မှာလာပြီးဈေးဝယ်တယ်ပေါန့်တန်တဲ့တလင်းကလည်းပြည်မှာလာပြီးဈေးဝယ်ဟုတ်ဆိုပြည်မြို့ကဒီဘက်ဘိုးတိုင်းအောင်ချက်မှာမြို့ကြီးပစ္စည်းအစုံရတဲ့မြို့ ဟိုပြည်မှာလာဝယ်ဟိုအောက်ကတာဝရီတို့ဒိုဘင်ကောက်ဟိုတာဝရီတို့လဘနန်တို့ကြာတော့ရန်ကုန်နဲ့နေတော့ရန်ကုန်သွားကြတယ်ဆိုဒီဘက်အပေါ်ပိုင်းအွန်လိုင်းလောက်ထိရတော့ပြည်မှာလာတဲ့ခါကျတော့ခုနကကျွန်တော်ပြောသလိုပေါ့ဒေတာလိုင်စင်လေးတွေဒါလုပ်ပေးထားရင်အစီပြေထိုင်တယ်ဒါပြည်သူတွေအတွက်လည်းကျွန်တော်ကဒါနိုင်ငံတော်အကြီးအကဲတွေကိုဒီဗီဒီယိုဖိုင်လေးမှာကြည့်မိခဲ့မယ်ဆိုရင်ဖြစ်လျှော့ပေးဖို့မြစ်တာရက်ခန့်လာကျွန်တော်တို့ကိုယ်တိုင်းကိုအခက်အခဲတွေရှိတယ်တော့လိုင်စင်ပေးနေကဟိုသွားဝယ်လို့ရှင်အနည်းဆုံးက45သိန်းလို့ဆိုတော့ဒီခေတ်ပုံစင်းထုံးနဲ့ပို့ကိုထမင်းနှမ်းမှန်အောင်စားနေအောင်အဆင်မပြေဘူးလိုင်စင်မဲ့ဘလက်ဘင်းတစ်ပင်းက ဲ့အပေါင်းဆိုင်မှာအပေါင်းဆုံးသွားဝယ်ရင်တော့မှာပဲခွတတိရှိသိနေရတယ်ဆိုတော့ license ဘိန်းတစ်ခုက3560တန်နေတဲ့အချိန်မှာဘလက်ဘိန်း5000ကိုပဲရွာသားတွေစီမှာနော်ပြည်တက်ကတော့ ਨੇ ဒါကျွန်တော်ပြေမာနေလို့ဘိုးတိုင်းဒီ brown နဲ့ပြေးနေမှာနေလို့ကျွန်တော်ပြောတာပြည်တက်ကတော့နားမှာအပေါင်းဆိုင်ကြီးအများကြီးပဲအဲ့အပေါင်းဆိုင်တစ်ဆိုင်မှာ cycle 90ရန်တရားချမှာရှိတယ်ဘာကြောင့်လဲចောင်းသားတွေကလာတယ်ចောင်းမှာအဲ30ဆွဲတယ်မရှိရင်လာပေါင်းတယ် cycle တွေက black bin နေလေသူတို့ cycle တွေကမှ6သိန်း9သိန်းလောက်တန်မဲ့ထား3သိန်း3သိန်းလောက်တန်မဲ့ထားအဲ့ဒါကိုသူက2သိန်းလောက်နဲ့ပေါင်းတယ်3သိန်း4သိန်းလောက်နဲ့ပေါင်းလိုက်ပြီးမရေတော့ចောင်းပြန်တော့ ပြီးအိမ်ရောက်ဖီလီပိုဆက်ကဲခုခံလို့တောင်းလိုက်ပြီအဲ့အပေါင်းဆိုင်ဒီမှာဘလက်တီမိုက်ပြီဖမ်းရင်အဲ့ဒါကြီးဝင်ဖမ်းပါကျွန်တော်ပဲရိုးရှင်းရှင်းလေးနော်ဆိုတော့မြန်မာနိုင်ငံမှာရောင်းတဲ့လူတွေဘလက်ရောင်းတဲ့လူတွေရှိလို့ဝယ်စီးတဲ့လူတွေရှိရတာအဲ့ဒီဘလက်ကိုတယ်လာတဲ့လူတွေရှိလို့မြန်မာနိုင်ငံကြီးတွေကိုရောက်လာတာတယ်တဲ့လမ်းကြောင်းတွေပိတ်ပြီးတော့တယ်တဲ့လူတွေကိုဖမ်းလိုက်ရင်ဒီထဲကိုရောက်လာစရာအကြောင်းမရှိဘူးဝယ်စရာလည်းအကြောင်းမရှိဘူးရောင်းတဲ့လူရှိလို့ဝယ်တဲ့လူရှိတာရိုးရှင်းပြောတာနော်အဲ့တော့ဒါလေးပြည်သူတွေကိုဖြေလျှော့ပေးဖို့ မြစ်တရက်ခဏခုနကပစောဝင်းကိစ္စပြောရမယ်ဆိုရင်လေလောက်တာထက်ဘူပြောလို့မပြောသင့်တဲ့စကားကိုပြောလို့အယူခံရတာဆိုကျွန်တော်အနေနဲ့အဲ့ဒါကိုဘာမှချက်ပြင်းနေလဲဆိုဘာမှမပြင်းဘူးဘသူမပြုတ်မိမိမူတက်မတော်ကိုချစ်တာချစ်တာတက္ကနာတက်မတော်ထောက်ခံတာထောက်ခံတာတက္ကနာဥပဒေဖောက်ပြန်တော့အယူခံမှာတက္ကနာနောက်တက်မတော်ကြီးကိုချစ်လို့ဥပဒေဖောက်လို့ရတယ်ဆိုရင်မြန်မာနိုင်ငံမှာတက်မတော်ကိုချစ်ပြီးဥပဒေဖောက်မယ်လို့အများကြီးပဲကျွန်တော်ကသဘောပေါက်လားမသိဘူးတက်မတော်ကြီးချစ်တာချစ်တာတက္ကနာထောက်ခံတာထောက်ခံတာတက္ကနာဥပဒေဖောက်ပြတ်တာကတက္ကနာမတူဘူး တော့သူကဏ္ဍနဲ့သူသူ့အလုံးနဲ့သူကိုယ်လုံးကိုယ်လုံးသူ့အလုံးတို့တမတော်ချစ်လို့ရတယ်ထောက်ခံလို့ရတယ်ဒါပေမဲ့ဥပဒေကိုဖောက်ဖျက်ကျူးလွန်လို့တော့မရဘူးငါတမတော်ထောက်ခံသူပဲလွတ်ချင်တယ်လုပ်မယ်လို့တော့မရဘူးဒါဆိုတော့တိတ်မှားပါမယ်ရသာတို့လည်းတမတော်ယူထောက်ခံပါတယ်နော်ဒီနိုင်ငံတော်ကြီးယူထောက်ခံပါတယ်နိုင်ငံထဲမှာရှိတိုင်းသားပြည်သူအားလုံးအေးအေးချမ်းချမ်းရှိစေခြင်းနဲ့စစ်ပွဲတွေငြင်းငြမ်းစေခြင်းနဲ့တော်တော်မှရှိတဲ့ညီကိုတွေလည်းမြို့ပေါ်ပြန်လာပြီးတော့အရင်လိုအေးအေးချမ်းချမ်းနေစေခြင်းနဲ့နော်ပြည်တွင်းချင်းချင်းတိုက်နေမယ်စားအခုလက်ရှိအိန္ဒိယနိုင်ငံတွေစစ်ဖြစ်နေကြတယ်နော်ဘင်္ဂလားနဲ့ဟို sorry အိန္ဒိယနဲ့ပါကစ္စတန်စစ်ဖြစ်နေကဘာကြီးမှာ စစ်ဖြစ်ဖို့ကတာဆူနေတဲ့အချိန်မှာကိုယ့်နိုင်ငံရဲ့စစ်ရင်အားထုတ်တက်ဖို့တဲ့ဒီလူတွေအကုန်ပေါင်းအောင်တိုင်းသားတွေအကုန်ပေါင်းအောင်ရှိသမျှလက်နက်ကိုင်တွေအကုန်ပေါင်းပြီးအင်အားထုတ်တက်တဲ့အင်အားကြီးမားတဲ့တပ်မတော်ကြီးတရက်တစ်ခုကျွန်တော်တို့ဖန်ပြီးဖို့လုပ်တယ်အဲ့ဒါမျိုးပဲကျွန်တော်လုပ်ချင်တာအဲ့ဒါမျိုးပဲမြင်ချင်တာအချင်းချင်းတိုက်နေဖို့အချင်းချင်းတက်နေဖို့ကျွန်တော်မမြင်ချင်ဘူးတကယ်လို့မဖြစ်မနေအချင်းချင်းတိုက်ရမယ်ဆိုရင်တော့ကျွန်တော်မှန်ကန်တဲ့ဘက်မှာရက်ပြီးမှာနော်မှန်ကန်တဲ့ဘက်မှာရက်ပြီးမှာဒါဘုံနည်းနည်းပြောပြတာဆိုတော့ဘယ်ဘက်ကိုပဲရက်ပြီးဖြစ်စေဥပဒေကိုတော့ဖောက်ဖြဲကျူးလွန်လို့တော့မရဘူးဒါကိုပြောချင်ဟုတ်ပြီနော်